မင်္ဂလာပါတခါတော့လေသမားကြီးတယောက်ရှိအဲ့လေသမားကြီးဟာဒီစင်းရက်ကျက်တဲ့အတွက်သူကဒီတထိတ်တယောက်စီကနေငွေတို့ချီးပြီးတော့သူကလေလုတ်တဲ့အခါမှာတဖြည်းဖြည်းလေရလည်းမအောင်မြင်ရာသီဥတုကလည်းမကောင်းအကျွေးတွေကပြိပေါ့အကျွေးပေါ်မှာအတိုးတွေဆင်း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 ပြီးတော့မသူနောက်ဆုံးပြန်ဝင်မဆက်နိုင်တော့အာဒါနဲ့သူလေအလုံးအဲ့တထိတ်ရို့ထိုးအပ်ပြီးတော့မှသူကအလုတ်လက်မဲ့ဘဝရောက်တော့အဲ့ဒါနဲ့အဲ့လေသမားကြီးကစိတ်ညစ်ပြီးတော့မှ သူထွက်လာတာပေါ့နော်ရောက်ရပေါက်ရရဲ့ကိုထွက်သူ့လက်ထဲမှာလဲစားစရာဆိုလို့ဒီပေါင်ပုံလေးတစ်ဝက်လောက်ပဲကျန်တော့တာဘာမှသူစားစရာမရှိတော့အဲ့အချိန်မှာသူ့ပဝင်းကြီးကတခြားသူတွေကဘာပြောလောကမှာကံကောင်းစေတဲ့နမင်းဆိုတာရှိတယ်အဲ့ဒီကံကောင်းစေတဲ့နမင်းကိုမင်းရအောင်ရှာမင်းဘုရားတော်တော်ကန်ဆုံးနေပြီအဲ့ဒီနမင်းနဲ့တာမတွေ့ဘူးဆိုမင်းဘုရားဆုံဆုံမြုပ်သွားလိမ့်မယ်အဲ့ဒါနဲ့သူကရောက်တဲ့ရောက်ထွက်လာပြီးတော့မှပေါင်ပုံလေးတစ်ချမ်းကင်ပြီးတော့အဲ့ဒီကံကောင်းစေတဲ့နမင်းကိုရှာတာပေါ့လေ ဟိုလမ်းမှာတွေ့တဲ့ရွာတွေကိုလည်းဝင်မိတယ်ကံကောင်းစီတဲ့နာမည်ကဘယ်နာမှာရှိတာလဲနက်ကွန်းရှိလားလူတွေလည်းကြောက်တော့တော့မသိဘူးကြားတော့ကြားဘူးတယ်ကံကောင်းစီတဲ့နာမည်ဆိုတာလောကကြီးမှာရှိတယ်ဘယ်မှာရှိမှမသိဘူးအဲ့ဒါ तू ရှားတယ်ရှားတယ်ရှားတယ်ရှားဘယ်လို့မှ तू ရှားမရအောင်အဲ့အဲ့ဒါနဲ့ तू တော်တော်လေးနေမြင့်လာတော့နေပူလာတဲ့အချိန်မှာဒီတစ်ပင်ဒီအောက်ဒီတစ်ပင်အရေးအောက်တစ်ခုတွေ့တဲ့အခါမှာ तू ဒီပေါင်ပုံကလေးကိုစားမယ်ဆိုပြီးထိုင်လိုက်တဲ့အချိန်မှာအဲ့ဒီမှာလွန်သူ့ထက်ကိုပို့ပြီးတော့ နော်ဒီဆင်းရဲပြီးတော့မှသူ့ထက်ကိုပို့ပြီးတော့ဟိုငတ်မို့နေတဲ့ပုံပေါက်တဲ့လူတယောက်ကိုတွေ့တယ်အလွန်ဘလို့ခေါ့မလဲကြိလိုက်တာနဲ့ဘုံနော်တော်တော်သူငတ်မို့နေတဲ့ပုံပေါက်တဲ့သူတယောက်ကိုတွေ့တဲ့အခါကျတော့သူကလည်းသူ့ဆရာအစာတောင်းစားတယ်တောင်းစားတဲ့အခါကျတော့သူ့လက်ထက်မှာရှိတဲ့ပေါင်ပုတ်တစ်ဝက်ပဲရှိတော့တာဒါပေမဲ့ तू ကနည်းနည်းဖိုက်ကပြည့်နေသေးလို့ तू ခံစားတနာလာပြီးတော့သူ့ကိုကျွေးလိုက်အဲ तू ကဝမ်းတာသွားစားစားအဝါစားပြီးတဲ့အချိန်မှာ စကားဆက်မိတာပေါ့နော်ဘလို့ဖြစ်တာလဲကျုပ်လည်းပဲကျုပ်လည်းပဲလဲဆုံရှုံသွားတာခမရတဲ့အရင်ပို့ပြီးဆုံရှုံသွားဆိုကျုပ်ကတော့ဗျာအဲကံကောင်းစရနမီးကိုရှာနေတာကံကောင်းစရနမီးကဘာမှရှိမှမသိဘူးအဲ့လိုလဲပြောလိုက်ပေါ့ခုနလဲဒီဆုံရှုံသွားတယ်လို့ပြောတဲ့ဒီသူ့ထပ်ပို့ပြီးဆင်းရဲပုံပေါက်တဲ့သူတယောက်ချက်ချင်းသူ့မျက်နှာအသွင်ပြောင်းသွားပြုံးသွားတာကိုမျက်နှာပြုံးပြီးတော့တခါတည်းကိုရောင်ကိုပါတောက်ပါလာပြီးတော့မတူပါဘူးဝုန်းဆိုပြီးတော့နမီးဖြစ်သွား ကံကောင်းစေတဲ့နာမည်ဟာကျုပ်ပဲတဲ့ဒါပေမဲ့ကျုပ်ကိုလောကမှာလူတွေကမတွေ့ဘူးနှလုံးသားဖြူစင်တဲ့သူတွေပဲကျုပ်ကိုတွေ့နိုင်အဲကံကောင်းဖို့ဆိုတာလူတွေတော်တော်များများနှလုံးသားအမဲကြီးတွေနဲ့လိုက်ရှာနေကြနှလုံးသားမဲတဲ့သူဟာကံကောင်းတဲ့နာမည်ကိုမတွေ့ရဘူးခမရတော့ခမရလည်းအဆင်ပြေတာမဟုတ်အဆင်မပြေတဲ့ကြားတွေကခမရမှာရှိတဲ့မုတ်တော့ဘက်ကိုတော့ကျုပ်ကိုကြွေတယ်အဲ့တော့ခမရအခုကံကောင်းစေတဲ့နာမည်နဲ့တွေ့ပြီခမရကိုကံကောင်းအောင်လုပ်ပေးမယ်ဘဝတစ်လျှောက်လုံးခမရကံကောင်းပြီသာမှတ်ပြီးတော့ဆိုပြီး Q တင် တစ်ခုထုတ်ပေးတယ်ဒီ Q သင်းကိုခင်ဗျားယူသွားအဲ့ဒီ Q သင်းကို၈ကြိမ်၃កောက်မှုတ်ပါဘလို့မဟုတ်ပါမလဲ၈ကြိမ်၃កောက်မှုတ်ပြီးခင်ဗျားလိုရာစုတောင်းအမြဲတမ်းပြည့်စီရဟာဟာပျော်သွားတာပေါ့ကျေးဇူးတင်ပါတယ်နမင်းကတော့ကြိမ်တော်မရလဲဝုန်းစုပျောက်သွားအဲ့နဲ့အဲ့ဒီလက်သမားကြီးက Q သင်းကိုကင်ပြီးတော့အိမ်ကိုပြန်လာတယ်ပြန်လာတဲ့အချိန်မှာခုနသူအိမ်ပြန်ရောက်တဲ့အချိန်မှာသူက ခယူတင်းကိုမှုတ်လိုက်တဲ့အချိန်မှာသူလိုရာတွေယူတာပေါ့နော်ရှစ်ကြိမ်၃ကောင်မှုတ်လိုက်တာနဲ့အိမ်ကြီးအိမ်အိမ်ကြီးအိမ်ကောင်တွေရလာတဲ့ဟလာတခါလေးကြောက်တံပရံများတွေကချက်ချင်းသူ့မျိုးမှာချမ်းသာတဲ့ကြွယ်ဝတဲ့သူတယောက်ဖြစ်သွားအဲ့ဒါနဲ့သူ့အကျွေးရှင်တထေးရပုံမှန်ပြောရင်နှလုံးသားမဲမဲနေပေါ့နော်တကောင်နေချင်းရချင်းချမ်းသာသွားသိမ့်မဟုတ်ဘူးငါအကျွေးတွေလည်းချက်ချင်းပြန်ဆက်သွားတယ်ဆိုပြီးတော့လက်သမားအဲ့လက်သမားတစ်ဖြစ်လည်းပေါ့အခုတော့တထေးကြီးဖြစ်သွားပြီပေါ့သူ့သွားပြီးတော့အစ်အောက်တာစကားအစ်အောက်ဟိုကလက်သမားကြီးကလည်းငါတို့ရရိုးသားတဲ့သူဆိုအဲ့ခယူသေးကြောင်တိသွားပါလိရောတိသွားပါလိရော အဲ့ဒါသတိကမလုပ်လဲချမ်းသာတဲ့သူကပို့ပို့ချမ်းသာကျင်တာကကောင်းတယ်နော်သို့တော်မှန်ကန်ကောင်းမွန်တဲ့စိတ်ကိုအခြေခံမှုလိုတယ်အဲ့တတိယကောက်ကျစ်တဲ့စိတ်နဲ့ပါလဲဆိုညဘက်ရောက်တော့အဲ့ဒီခူအတင်းခိုးပါလေနော်ခိုးပါလေခိုးလိုက်တော့အခူအတင်းမနဲ့ကြတော့ပျောက်သွားလေသမားကြီးတော့ဝမ်းနဲ့ပက်လဲပဲဒါပေမဲ့သူကတော့အေးစစ်စစ်ပါပဲမဆိုးပါဘူးငါပါလဲဒီမှာငါဆုတောင်းတာကြောက်တံပရံများတွေအပြည့်ပါပဲမဆိုးဘူးဟာဒါပေမဲ့လေပဲစိတ်တော်မကောင်းဘူးပေါ့ကိုယ့်ပစ္စည်းပျောက်သွားတာအဲ့တတိယက ခိုးတာခိုးသွားတယ်ပြဿနာဘာလဲဆိုတော့ခုနလေသမားကြီးကို तू ပြောတော့က तू စကားအရောက်တော့ဘယ်နှကြိမ်မဟုတ်အောင်လဲဆိုတော့ तू မသိဘူးအဲ့တော့ခရူသိန်းတာရတယ်ရှောက်မုံတယ်အာတကားမုတ်လိုက်နှကားမုတ်လိုက်သုံးကားမုတ်လိုက် तू ဘာမှလုပ်လို့မရဘူးလိုတာဆုတောင်းတယ်အဲ့ကမိန်းမကြီးကချက်ချင်း model ဖြစ်သွားပါစေမဖြစ်ဘူးဟာဘလို့ဖြစ်တာလဲ तू ဘယ်နှကြိမ်မဟုတ်အောင်လဲမမေးလိုက်ဘူးလေမသိလိုက်ဘူးအဲ့တော့ဘယ်နှကြိမ်မဟုတ်အောင်မသိတဲ့အခါကျတော့တတိတိုင်ပတ်ကောဒါလွတ်ဝက်ချက်တော့ရှိရမယ်အဲ့နောက်ဆုံးတတိယအဲ့လေသမားစီပြန်ရောက်လာဟဲ့ ခမည်းခရူသေးကိုကြုတ်စီမှာအဲ့တော့ခမည်းခရူသေးကကြုတ်စီမှာဒါပေမဲ့ခမည်းလည်းအခုဘာမှတုံးလို့မရဘူးကြုတ်ကလည်းဘယ်နှကြိမ်မို့မှမသိတော့တုံးလို့မရဘူးအဲ့တော့ခမည်းနှစ်ကြိမ်နဲ့သဘောတူညီမှုတစ်ခုလုံးနော်အဲ့ခမည်းကိုကြုတ်အခုခရူသင်းပြန်ပေးမယ်ခမည်းခရူသင်းမုတ်ပြီးတော့ suit down လိုက်တဲ့အခါတိုင်းခမည်းတစ်ခုရရင်ကြုတ်နှစ်ခုရအောင်ခမည်းလုတ်ပေးရခမည်းသဘောတူရမယ်ခမည်းတစ်ခုရတိုင်းကြုံနှစ်ခုရဖို့သဘောတူတယ်ဆိုရင်ခမည်းခရူသင်ပြန်ပေးမယ်ခမည်းခရူသင်ကိုကြုတ်ပြတော့မှလည်းပဲခမည်းစီကပြန်မခိုးတော့ဘူးသဘောတူလားလို့မို့ဆိုရင်ခမည်းလည်းဘာမှသုံးလို့မရအောင်ကြုတ်လည်းဘာမှသုံးလို့မရအောင်နှစ်ယောက်လုံးအကျိုးမရှိဘူး လက်သမားရဲ့ပထမတော့တိတ်တော်သဘောမတူချင်ဘူးဒါပေမဲ့ तू လည်းပဲ Q တင်းကဟို तू လည်းတုံးလို့မရကိုလည်းတုံးလို့မရဆိုသဘောတူလိုက်တာပေါ့နော်အဲ့နဲ့ယူလိုက်အဲလက်သမားကြီးကသူ့လေထဲမှာရေခန်းချောက်လာတဲ့အခါကျတော့ Q တင်းကိုမှုတ်ပြီးတော့မှရှစ်ကြိမ်သုံးကောင်မှုတ်ပြီးရေတွင်းတွင်ပေးပါရေတွင်းကြီးဖြစ်လာတဲ့ချိန်မှာတထည့်ရဲ့အိမ်မှာရေတွင်းကနှစ်တွင်းဖြစ်သွားတယ်ဟာ तू ကကြောက်တံပရံများတည်င်းပေးပါလို့တောင်းနေတယ်တထည့်အိမ်မှာနှစ်တွင်းဖြစ်သွားကြာလာတော့လက်သမားကြီးကအလွန်ရိုးသားတဲ့သူဆိုတော့ဒေါသထွက်တာပေါ့နှလုံးသားဖြူစင်တဲ့သူတိုင်းလည်းပဲ ဒေါသထွက်တဲ့အချိန်ဆိုတာရှိတယ်လူတိုင်းကအမြဲတမ်းစိတ်ကောင်းဝင်နေတယ်လို့မယူဆနဲ့ဟဲ့လားလူတိုင်းကတရားခင်တို့ကောင်းတဲ့သူတရားခင်တို့ဆုတဲ့သူဆိုတော့လောကကြီးမှာတကယ်တကယ်ကပုထုဇဉ်တွေမှာမရှိနိုင်ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းပဲကောင်းတာ90ဆိုးတာ90ပြေးနေတာပဲတခါတလေစိတ်ကကောင်းတဲ့စိတ်များတာပေါ့နော်တခါတလေကြာရင်ဆိုးတဲ့စိတ်များတဲ့အချိန်တွေရှိတယ်ဒါကိုစင်ကျင်တော်တရားနဲ့ထိမ့်မှုဖြစ်ကြာလာတော့ဒေါသထွက်တာလူပဲကိုယ်စီကလည်းမတရားခိုးသွားသေးတယ်ဟဲ့လားကိုတစ်ခုရရင်သူနှစ်ခုရရင်ကိုသုံးခုရရင်သူ၆ခုရရင်ဒေါသထွက်ပြီနောက်ဆုံးမလုပ်လဲဆိုတော့ အဲ့ဒါအဲ့ဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်အဲ့တော့ဘာလုပ်လဲဆိုတော့လေသမားကြီးကဒေါသတော့ဒီဒီကောက်ကျစ်တဲ့တထေးယူတော်တော်ဒေါသထွက်တာနဲ့ဆူတောင်းဘလို့ဆူတောင်းလို့ဆိုကျုပ်ကိုမျက်လုံးတစ်လုံးကောက်လုပေးစမ်းပါဗျာဆူတောင်းလိုက်တယ်ကယူသင်းကိုရှစ်ကြိမ်သုံးကောက်မဟုတ်သူ့မျက်လုံးတစ်ဖက်ကန်းသွားတဲ့အချိန်မှာဟိုတထေးဒုက္ခရောက်တာမျက်လုံးနှလုံးလုံးကန်းသွားတယ်မျက်လုံးနှလုံးလုံးမမြင်ရတော့ဟာအဲ့တော့မျက်လုံးနှလုံးလုံးကွယ်သွားတယ်အဲ तू ကတော့ပီတိတော့ဖြစ်ဟာငါငါသူ့ကိုဂလဲစားချေလိုက်ရတယ် ဒါပေမဲ့သူ့မျက်လုံးတစ်လုံးတော့ဘာဖြစ်သွားလဲဆုံရှုံသွားတာဆိုတော့ဒီပုံမြင်လေးကနေကျွန်တော်တို့ကဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်ဖို့ဆိုရင်အရေးကြီးတဲ့ဒါကျွန်တော် negative tone အားပေါ့လေဘဝမှာအောင်မြင်ဖို့ဆိုတာ negative tone ကလူတွေကဘယ်အချိန်မှစူးစမ်းလဲဆိုတော့မခံကြအောင်ပြောရင်စူးစမ်းတယ်နောက်တစ်ခါဒေါသထွက်ရင်စူးစမ်းတယ်အဲ့ဒါ negative tone အားတွေလို့ခေါ်တာပေါ့နော်ကလေသာခြေကျင်စိတ်လို့လည်းခေါ်တယ်ကလေသာခြေကျင်တဲ့အခါမှာစူးစမ်းတယ်အာလောကကြီးကိုမတရားဘူးငါဆွေမျိုးတွေကိုကလေသာခြေမယ် အမင်းတို့တွေမင်းမိုးကောင်းတို့ရွာတောင်းပေါ့ကွာဂျာကြီးမင်းတွေ့မယ်မင်းငါထိပေါက်မှမင်းတွေ့မယ်ဂလစားချေချင်စိတ်နဲ့ကြိုးစားဒါ negative tone ပဲအဲ့မဲ့ဂလစားချေချင်စိတ်ဟာခုနပြောတဲ့သူများရလုံးနှလုံးကွယ်သွားတဲ့အချိန်မှာကိုတလုံးတော့ထိခိုက်သွားတာပဲဒါကိုကျွန်တော်တို့ပြန်စဉ်းစားကြည့်ကြအောင်အဲ့ဂလစားချေချင်စိတ်နဲ့ပတ်သက်ရင်ကောင်းတဲ့ဂလစားချေချင်စိတ်ဖြစ်အောင်ကြိုးစားလောကကြီးကိုဂလစားချေရမယ်မှန်တယ်မတရားတဲ့လောကကြီးဂလစားသာချေဘယ်လိုချေမလဲကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တယောက်ရှိအဲ့လုပ်ငန်းရှင်တယောက်နဲ့ကျွန်တော်စကားပြောတဲ့အခါမှာ ောက်ပြုတ်ပွဲတွေသွားနေတဲ့ဇကားပြောတဲ့အခါသူကဘာပြောလဲဆရာတဲ့ကျွန်တော်တို့ငငယ်ကကျွန်တော်တို့ဆွေမျိုးတွေကကျွန်တော်ဘောမကောင်းဆရာဘလို့မကောင်းတာလဲဥက္ကဋ္ဌကပြောပါဦးဆိုတော့အေးပြာကျွန်တော်တို့ငငယ်ကဆင်းရဲတယ်ဆင်းရဲတဲ့အခါသူတို့ဆန်နေစီတွေသွားပြီးတော့ချိတာပေါ့ဆရာတွေသူတို့မှရှေ့ရသားနဲ့မပေးဘူးတဲ့ကျောက်ကျွန်တော်ဒီနေ့အောင်မြင်လာပြီကျွန်တော်ဒီနေ့အောင်မြင်လာတဲ့အချိန်မှာသူတို့ကောင်းကောင်းကလေးစားချိန်နေပြီး ။ဒါကျွန်တော်စိတ်ဝင်စား။ဟာပြောပါဦးအခုထားကဘလို့ကလေးစားခြေရလဲကျွန်တော်လည်းသိပြရစီဆိုတော့ဟဲတဲ့တော့ရည်ပြီးပြောတယ်။ဆရာကဘလို့ကလေးစားခြေလဲဆိုတော့သူတို့အိမ်တွေကိုတလောက်ကိုစံတအိတ်စီတပုံကျုပ်အမြဲပို့နေပြီ။အသိကောင်းတဲ့ကလေးစားခြေနည်းဖြစ်တယ်။လောကမှာကိုယ့်ဒုက္ခပေးထားတဲ့သူတယောက်ကိုသူအကျိုးရှိအောင်ကူညီပေးလိုက်တဲ့အချိန်လောက်ပြုံးရတဲ့ပီတိအပြုံးဟာခုနသူမျက်လုံးနှလုံး꽌သွားတဲ့အတွက်ကိုမျက်လုံးတစ်လုံးဆုံးရှုံးသွားတဲ့အချိန်မှာပြုံးတဲ့အပြုံးထက်အများကြီးတလုံးနေဆိုတာမမေ့ပါနဲ့။ဒါကြောင့်လောကမှာ အောင်မြင်ခြင်းဂလစားချေဖို့လိုတယ်ဘလို့ဂလစားချေမလဲကိုယ်ကိုထိခိုက်စေခဲ့တဲ့သူတွေဒုက္ခရောက်စေခဲ့တဲ့သူတွေကို တစုံတရာအကျိုးပြန်ပြုပါသူတို့ကိုကိုတခုခုခုနကျွန်တော်တို့တထေးကြီးလို့ကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်ကြီးလို့ပြန်ပြီးတော့ဂလစားမှန်ကန်တဲ့ဂလစားချေနည်းနဲ့ဂလစားချေနိုင်မယ်ဆိုရင်လူကျွန်တို့ရဲ့ဘဝဟာတဆင့်တက်တဆင့်မြင့်ပြီးတော့အောင်မြင်လာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူကျွန်တို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် ဲ့တော့ကျွန်တော်ဒီ season ကြည့်တဲ့သူတွေအတွက်ကျွန်တော်ဆောင်းငါကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့တော့ဒီ season မျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်ကငါ့ကိုထုံးစံနိုင်တယောက်တုံအောင်လုပ်နေကျွန်တော်လက်မနဲ့တူအိမ်နိုင်ရရောက်ပို့ပေးမှာဖြစ်တယ်တင်တန်းတက်ချင်တဲ့သူတွေကတက်လောက်ကျွန်တော်တင်တန်းတစ်မျိုးပဲဖွင့်နေအခု17လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့အောင်မြင်မှုပညာတင်တန်း success in life တင်တန်းဖြစ်တယ် online တင်တန်းဒီအခုလာမယ့်17လပိုင်းနေ့ရက်နေ့စမယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ် data မှမစုံတက်နိုင်နေအပြင်လူတွေတင်တန်းကတော့17လပိုင်း6ရက်နေ့နဲ့9ရက်နေ့စနေတွင်းနေ့ရက်မှာမနက်စင်နာရက်နေ့ညနေ6နာရီတိ ရန်ကုန်မြို့တော်ဝင်စင်တာ၃လမှာရှိတဲ့ကျွန်တော်ရဲ့ Amazon သင်တန်းကျောင်းမှာနှစ်ရက်အချိန်ပြည့် Unit Chicken ဆိုတာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်။အဲ့တော့ online မှာတက်ချင်တက်ချင်အပြင်မှာတက်ချင်တက်ချင်နာမည်ရဖုန်းနံပါတ်ကို comment မှာမရင်းနဲ့ Messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်။ online ကပထမအဦးဆုံးအရောက်တရာအပြင်ကပထမအဦးဆုံးအရောက်30%ကို10% discount ပေးထားပါတယ်။သင်တန်းကျောင်းသိစိတ်ကိုဒီ page မှာဝင်ကြည့်နိုင်ပါတယ်။အောင်မြင်ခြင်းတဲ့သူတိုင်းနဲ့အောင်မြင်မှုပညာသင်တန်းမှာတွေ့ကြပါမယ်။ We must work together. We must build our nation.